ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်ပွဲတွေအားလုံးပဲမင်္ဂလာပါဥရောပ Champion League ပြိုင်ပွဲရဲ့ဗုဒ္ဓနေ့ညပွဲပေါ့လေဆိုတော့ကျွန်တော် Champion League ရောက်ပြီဆိုရင်ပြိုင်ပွဲတွေအားလုံးတည်ထားတာကအပြန်အလှန်ဂိုးတွေသွင်းမယ်အပြန်အလှန်တိုက်စစ်ဆင်မယ်တကယ်ကိုစိတ်ဝင်စားစရာတွင်းဂိုးတွေနဲ့ဂိုးရလက်ပြက်ပြက်သားသားတွေကိုအမြဲတွေးရတယ်အထူးသဖြင့်အသင်းကြီးတွေအများစုဟာ အနိုင်ရဖို့သူကမခက်ခဲလို့ပြိုင်ပတ်တွေကိုလည်းကျွန်တော် leaf face ကရှစ်ပွဲခံတဲ့အတွက်ကြောင့်ပွဲတိုင်းပွဲတိုင်းကိုဘေးသက်တွေအားလုံးတို့ကဖြိုးပြေးစရာတွင်းကိုတွေအများကြီးတွေ့ရတယ်ဆိုတော့ပွဲစဉ်၄ရက်ဒုတိယနေ့ပေါ့လေဒါ၄ရက်ဒုတိယနေ့ပေါ့လေပထမနေ့ကတော့ Bayern Munich က ပါရီစင်ဂျမင်ကွင်းသွားကန်တာအန်ဖီပွဲမှာရမဒရစ်ထိတိုက်ပွဲဒီလိုပွဲကောင်းနေပါတယ်ဒါပေမဲ့ဒုတိယနေ့ကတော့ပထမနေ့လောက်စိတ်ဝင်စားမှုမရှိပေမဲ့တော်တော်လေးကြည့်ကောင်းနိုင်တဲ့ပွဲတွေရှိတယ်မန်ချက်စတာစီးတီးနဲ့ချန်ပီယံလိမာချေထွန်းထက်နေတဲ့ဘရီရှစ်ဒေါ်မန်ရှိမယ်ညူကာဆယ်နဲ့အက်တလက်တစ်ကလပ်ရှိမယ်မာဆေးနဲ့အက်တလန်တာရှိမယ်ဘန်ဖီကာလီဗာပူးလ်စင်အပါဝင်ဆင်မလာဆင်မလာကိုင်းပွဲတွေများတယ် ခြေရန်ကြီးမကွာကြတဲ့ဒုတိယအနေပေါ့လေဆိုတော့ပထမပွဲကတော့ Puffos နဲ့ Villarreal ရဲ့ Puffos ကမှန်တယ်ပြောမရှင်းနိုင်ပါဘူး Villarreal ကို Villarreal ကလည်းဒီပြိုင်ပွဲမှာရုန်းကန်နေရတယ်သူတို့လည်းအစပိုင်းသေတွေကလည်းသူတို့ရှုံးထားတယ်ကျွန်တော်အမြင်တော့ဒီပွဲအပြတ်တနာမရှိဘူး Man City ကိုသူတို့နောက်ဆုံးရှုံးသည့်တိုင်အောင် Villarreal အတွက် Puffos ကမခတ်ခဲတဲ့ပြိုင်ပွဲမျိုးအဲ့ဒါက7:15မှာကန်မယ် Carabao နဲ့ Chelsea ခရပတ်ကနောက်ဆုံး၃ပွဲမှာ၂ပွဲနိုင်ထားတယ်တကယ်ကိုကောင်းထားပြီးတော့မှပြီးခဲ့တဲ့ပွဲမှာမှသူတို့စပြီးတော့ခရပတ်ကစရှုံးလာဒီခရပတ်ကတကယ်ကိုခြေစွမ်းထက်တဲ့အသင်းဖြစ်တယ်ဒါပေမဲ့သူတို့အသင်းကိုကျွန်တော်တို့အရင်မျှလို့မရသေးဘူးလေဘာလို့လဲဆိုတော့သူတို့အသင်းကအခုမှစပြီးတော့တီဆောက်လာတဲ့အသင်းဖြစ်တယ်ပြီးခဲ့တဲ့ပွဲကဆိုရင် Athletic Club Bilbao ကိုသူတို့အကျိတ်နဲ့ကစားပြီး3-1နဲ့ရှုံးထားတာ ဒါပေမဲ့လည်းလောလောဆယ်နေထားရချယ်ဆီကတော့အခုပြဿနာမရှိဘူးအဝေးကွင်းသွားခံရတီထိုင်အောင်အဇာဘိုင်ဂျန်ကွင်းမှာချယ်ဆီအေးဆေးဆေးဖြစ်မယ်လို့ထင်တယ်အစောဆုံးကံမဲ့ည7နာရီ55မှာကံမဲ့အဲ့နောက်မှာတော့ IS နဲ့ Galatasaray ရှိတဲ့ IS ကဒီပြိုင်ပွဲမှာတော်တော်ကို struggle ဖြစ်နေတဲ့အသင်း Galatasaray ကတော့သူတို့အိမ်ကွင်းမှာနှစ်ပွဲနိုင်ထားတဲ့အသင်းဖြစ်ပြီးတော့ခြေကောင်းနေတဲ့ထိတ်တိုက်ပွဲ Inter Milan နဲ့ Kyres Inter Milan ဘယ်နှကူထပ်သွင်းမလဲ လေးပွဲဆက်တိုက်နိုင်ရောမကကလင်းရှိပါရအောင်ပဲပွဲပဲဆိုတော့ပထမသုံးပွဲမှာအင်တာမီလန်ကအတွင်းကို9ဂိုးသွင်းတယ်ပြီးကူမရှိကစားထားတယ်ဒီပွဲလဲခိုင်ရက်ကို9ဂိုးဘလောက်သွင်းမလဲပြီးကူမရှိကစားအောင်ပါပဲအင်တာမီလန်ကခေဆက်ဆက်ဆီမိုနီအင်ဇာကီမာရောအခုလက်ရှိခရစ်ရှန်ချီဘူးလက်ထက်မှာရောခန်းစစ်ကတည်ငြိမ်ပြီးသားဖြစ်တဲ့အတွက်သူတို့ရှိကအတွင်းကိုရောကလင်းရှိရောတွေ့ရနိုင်တယ်မန်ချက်စတာစီးတီးနဲ့ဘရစ်ရှ်ဒေါ်မန့် မန်ချက်စတာစီးတီးအတွက်ချန်ပီယံလိဂ်ကသူတို့မိုနာကိုတေးကြသွားတာကလွဲရင်သူတို့ခုနှစ်မက်ရပြီးတော့စီးတီးကချန်ပီယံလိဂ်မှာမဆိုးဘူးဗျဟာလန်ကိုးတွေစတိုက်သွင်းနေတယ်ဒီကြားထဲမှာဂျီရမီဒိုကူခြေစွမ်းပြသူတို့တစ်ဖက်ကမန်ချက်စတာစီးတီးကအခုဆိုရင်အိုမာမာမူရှ်အပါအဝင်ပလေးယာတွေအကုန်ပြန်ပါပြီဆိုတော့ကန်အမကမန်ချက်စတာစီးတီးအင်ကွင်အက်တီးရဲ့ကွင်မှာဆိုတော့ဒေါ့မန်ရဲ့ခြေကိုကြည့်မယ် ပြီးခဲ့တဲ့ league ပွဲစဉ်မှာသူတို့နိုင်သွားတယ်ဒေါ်မန်ဟာ champion league မှာတော်တော်လေးကောင်းတဲ့အသင်းလို့ပြောလို့ရတယ်သူတို့ champion league မှာ borussia dortmund ဟာတော်တော်ကိုတည်ငြိမ်တဲ့အသင်းတစ်သင်းဖြစ်ပြတာနိုင်ပြီးတော့လက်ရှိမှာလည်းရလက်ပိုင်းအားဖြင့်တော်တော်လေးကောင်းတဲ့အသင်းပဲဆိုတော့ dortmund ကပြီးခဲ့တဲ့ဘက်ကပွဲစဉ်သုံးလုံးကသူတို့ copenhagen ကိုနိုင်တယ်အဝေးကွန်းမှာနိုင်ပြီးတော့ပွဲစဉ်နှစ်တုံးက athletic club ကို4-1နဲ့နိုင်ပြီးတော့ပွဲစဉ်တင်မှာသူတို့ကာဆူလို juventus ကိုတီးကြထားတာဆိုတော့အကယ်ကိုကြီးကောင်းနိုင်တဲ့ ပွဲဖြစ်တဲ့ Manchester City ရှော့တွက်လို့မရတဲ့ tight game ဖြစ်ကစားရမယ်။ Man City မှာတော့ Haaland ပေါ့လေဟိုဘက်က Giroud တို့အားပြိုင်မဲ့ ိုက်စစ်အတွဲကိုတွေ့မြင်ရနိုင်တဲ့ပွဲမျိုးဖြစ်တယ်။ပြီးတော့မှအိုက်အောက်မှာညူကာဆင်နဲ့အသလက်တစ်ကလပ်အသလက်တစ်ကလပ်ကသူ့အိမ်ကွင်းတော့ကောင်းတယ်ဗျာ။သူ့အိမ်ကွင်းမှာအမှတ်ပြည့်ယူနိုင်တယ်။ဒါပေမဲ့သူတို့အရန်ကြီးမကောင်းဘူး။ကျွန်တော်အဝေးကွင်းပွဲတွေကိုကျွန်တော်ကြည့်ပြီးသွားပြီ။သူတို့ခြေစွမ်းကတာမန်ထက်မပိုဘူး။ဒါပေမဲ့သူတို့အိမ်ကွင်းမှာဆိုတော့သူတို့လုံးပြနိုင်တဲ့ enough quality ရှိတယ်။ဒါပေမဲ့ညူကာဆင်ရဲ့စိတ်ချင်းစပတ်ကိုကျွန်တော်တို့ကစိတ်ချင်းစပတ်ကိုအမြဲတမ်း respect ထားရမယ်။အိုက်ကွင်းမှာတော့ပေးသက်အားသူတို့ပေးသက်ရဲ့ crown ကသူတို့အသိကိုအမြဲတမ်း lift လုပ်ပေးတယ်။ အဲ့ချက်ကညူကာဆယ်အသင်းဒိုင်ပွဲတွေရဲ့အဓိကအားပါချက်ဥမာအသင်းငယ်ဖြစ်ဖြစ်အသင်းကြီးဖြစ်ဖြစ်သူတို့ပွဲတိုင်းကိုခြေစွမ်းပြတယ်အခုညူကာဆယ်ကသူတို့ပထမအိမ်ကွင်းပွဲသူတို့ရှုံးထားတယ်ပြီးတော့မှသူတို့အိမ်ကွင်းကိုဘန်ဖီကာကိုပြန်နိုင်ထားတယ်အခုလောလောဆယ်အနေထားရတော့ညူကာဆယ်ယူနိုက်တက်အသင်းကအိမ်ကွင်းမှာအက်တလက်တစ်ကလပ်ကိုအနိုင်ရဖို့မခက်ဘူးအက်တလက်တစ်ကလပ်ဘလောက်ကောင်းကောင်းညူကာဆယ်ရဲ့အိမ်ကွင်း pressure တိုက်စစ်အားနဲ့ကစားဖို့နောက်သူတို့ wide position နဲ့အားကောင်းတယ်တိုက်စစ်က Nick Watermelon တကယ်ကိုအားကိုးရမယ်ကစားမှာဖြစ်တယ်ပြီးတော့မှ Marseille နဲ့ Atlanta Marseille က Bamian တို့ Mason Greenwood တို့အသင်းဖြစ်တယ် Atlanta ကအခု Champions League မှာတော့ခံမရခတ်တယ်ပြီးတော့မှ Atlanta ဖြည်းဖြည်းချင်းပြန်တည်ငြိမ်လာပြီဒါပေမဲ့ Champions League မှာသူ့ကိုကြည့်လို့ရှင်သူ့စိတ်မချရဘူးအခုလောလောဆယ်အထိ Atlanta ဟာတော်တော်လေးရုန်းကန်နေရတဲ့အသေးပဲဆိုတော့ကျွန်တော်မြင်တော့ Marseille ကသူ့အိမ်ကွင်းဖြစ်တယ်နောက်တစ်ခုကသူတို့ရှင်မှာ quality player တွေရှိတယ် တော့ဒီချက်ကြောင့်ကျွန်တော်မာစီကိုပိုသဘောကျတယ်နောက်တစ်ခုကဗယ်လက်ဒိုမာတောင်းတော့အပေးတက်တယ်ဆာဗိုက်မဖြစ်ဘူးအရန်ခတ်တယ်ဒီကွင်းကပရက်ရှာအများကြီးပေးတဲ့ကွင်းဖြစ်ပြီးတော့ကြီးကောင်းနိုင်တဲ့ပွဲပြီးတော့မှနောက်ဆုံးမှာဘန်ဖီကာနဲ့ဘိုင်လီဘကူစင်နှစ်သင်းသလုံးနီးပြကိုစီပြောင်းထားကြတဲ့ အသင်ဂျိုဆင်မွန်ယိုကတော့အခုသူ lead position မှာမဆိုးလာပေမဲ့ Champions League မှာတော့သူပထမနှစ်ပွဲခိုင်ပုံလေး Chelsea ကိုလည်းရှုံးနေ Newcastle United ကိုလည်းရှုံးနေနှစ်ပွဲစလုံးအဝေးကွင်းမှာရှုံးတာတော့သူအိမ်ခွဲမှာအမှတ်ပြန်ရမယ် Liverpool နဲ့ဒီနီးပြလက်ထက်မှာဘာဖြစ်နေလဲဆိုတိုက်စစ်အရန်လိုက်ပြီးတော့ခံစစ်ကအရန်ပွင့်ပြီးဂိုးတွေအရန်ပေးရတယ်သူလည်းမနိုင်မနိုင်တယ်ဒါပေမဲ့ဂိုးတွေအရန်ပေးရတဲ့အချက်ကတော့နည်းနည်းတော့စိတ်ပြက်စရာပဲလီဗာကူးစင်အသင်းပေါ့လေဆိုတော့ဘန်ဖီကာနဲ့လီဗာကူးစင်ကျွန်တော်ကတော့ဘန်ဖီကာရဲ့ ခန်းစည်းကလီဗာပူးဆင်လောက်မညံ့သလိုသူတို့အိမ်ကွင်းလည်းဖြစ်တယ်လီဗာပူးဆင်ကပိုကောင်းတဲ့ပလေယာတွေရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ခြေစွမ်းပိုင်းခံပိုင်းကခက်တယ်ကျွန်တော်ကတော့အခုလက်ရှိမှာအိုက်ပွဲကိုဘန်ဖီကာကိုပိုသဘောကျတယ်ဆိုတော့ကျွန်တော်တို့ဗိုလ်ဒူးနေညမှာဖာဖော့စ်နဲ့ဗီလာရီယယ်ပွဲရှိမယ်ချယ်ဆီနဲ့အာဇာဘိုင်ဂျန်ပွဲရှိမယ်အိုက်ပွဲကတော့အစောဆုံး7:25မှာကန်ပြီးတာနဲ့ IS နဲ့ Galatasaray, Club Brugge နဲ့ Barcelona, Inter Milan နဲ့ Kyrat ဒီကြပေါက်နိုင်မယ့်အသေးက Inter Milan လို့ပြောလို့ရပြီးတော့ဖက်က Manchester City နဲ့ Borussia Dortmund, Newcastle United က Athletic Club နဲ့ Marseille Atalanta ာဘန်ဖီကဘိုင်ယားလီဗာပူးစင်ဒါကဥရောပချန်ပီယံလိဒါချန်ပီယံလိပွဲစဉ်ရဲ့ပွဲစဉ်လေးပွဲစဉ်လေးရဲ့ဒုတိယနေ့ဆိုတော့ပထမနေ့အင်ကာနေ့မှာကန်တယ်ဒုတိယနေ့ကဘိုရူးနေ့မှာကန်တယ်ဒါအခုလောလောဆယ်ပေါ့လေဒီလိုဒီနေ့ပွဲမှာအနိုင်ရတဲ့အသင်းတွေပေါ့လေအဲဒါလေးပွဲနိုင်ပြီဆိုတော့လေဒါနောက်ဆင့်တက်ဖို့အခြေအနေတော်တော်လေးကောင်းမယ်ဘာလို့ဆိုတော့လေးပွဲဆင်အောင်ဆက်နမရပြီမနစ်ကဆို၈မှတ်လား၉မှတ်လားနဲ့နောက်ဆင့်တက်ခဲ့တာကိုကြည့်ပြီးတော့ဒါချမ်းရှိတာပေါ့လေဒါကဘိုရူးနေ့ချန်ပီယံလိဘိုးစင်နေကြောင်းပါအားလုံးကျေးဇူးတင်ပါတယ်